နိုင်ငံတိုင်းငံကိုဖိပြောင်းနေတိုင်းမှသူတွေအတွက်ခီးသောမှသူတွေဒါမှမဟုတ်ပေါ့နော်နိုင်ငံတိုင်းကမှာလုံးလုံးမှသူတွေအတွက်ပေါ့နော်မဖြစ်မနေလိုက်နာတဲ့ critical loss တွေနဲ့ critical boost တွေကြောင့်ဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်ပေါ့နော်နိုင်ငံတိုင်းငံမှာရှိတဲ့ critical loss တွေ boost တွေကိုမတီးဘဲနဲ့ပေါ့နော်ရေးပါတဲ့ဥပဒေတွေရေးပါတဲ့စီမင်းစည်းကမ်းတွေကိုမတီးဘဲနဲ့ချိုးဖောင်းပြီးတယ်ဆိုရင်ကိုယ့်ရဲ့ visa ကိုယ့်ရဲ့ငွေကြေးကိုယ့်ရဲ့ဒေါ်လာကိုယ့်ရဲ့လုံခြုံမှုကို လာပြီးတော့ကဲနိုင်တဲ့အတွက်ကြောင့်ဒီဗီဒီယိုကိုလုပ်ပေးရခြင်းဖြစ်ပါတယ်ပေါ့နော်ပထမဆုံးအနေနဲ့ Super Power Energy နိုင်ငံ၈နိုင်ငံမှာရှိတဲ့အကြောင်းအရာတွေနဲ့ရှင်းပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ပေါ့နော် Number 8ကနေဒါနိုင်ငံ Number 7တောင်ကိုရီးယားနိုင်ငံ Number 6ဂျပန်နိုင်ငံ Number 5ဖိလစ်ပိုင်နိုင်ငံ Number 4 UK နိုင်ငံဖြစ်တယ် Number 3ကကျတော့ရုရှားနိုင်ငံ Number 2ပြည်နိုင်ငံ Number 1 US နိုင်ငံပဲဖြစ်တယ်ပေါ့နော် ရပါဗျာ။ Try Hori Jason Blog Channel ကနေပြန်လည်ကြိုဆိုပါရစေ။နိုင်ငံတကာနိုင်ငံကိုရွှေ့ပြောင်းနေထိုင်မှသူတွေအတွက်နိုင်ငံတကာနိုင်ငံကိုခီးသွားမှသူတွေဒါမှမဟုတ်ပေါ့နော်။နိုင်ငံတကာနိုင်ငံမှာလုံးလုံးမှသူတွေအတွက်ပေါ့နော်။မဖြစ်မနေလိုက်နာတဲ့တဲ့ critical loss တွေနဲ့ critical boost တွေကြောင့်ဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ကိုယ်အနေနဲ့ပေါ့နော်နိုင်ငံတကာနိုင်ငံမှာရှိတဲ့ critical loss တွေ boost တွေကိုမတီးဘဲနဲ့ပေါ့နော်ရေးပါတဲ့ဥပဒေတွေရေးပါတဲ့စီမင်းစည်းကမ်းတွေကိုမတီးဘဲနဲ့ချိုးဖောက်ပြီးတယ်ဆိုရင်ကိုယ့်ရဲ့ ဗီဇာကိုယ့်ရဲ့ငွေကြေးကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုယ့်ရဲ့လုံခြုံမှုကိုလာပြီးတော့ထိခိုက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်နေနဲ့ဒီဗီဒီယိုကို လုပ်ပေးရခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့ပထမဆုံးအနေနဲ့ကျွန်တော်က critical loss တွေနဲ့ boost တွေကိုပေါ့နော်ကျွန်တော်က super power energy နိုင်ငံ၈နိုင်ငံမှာရှိတဲ့အကြောင်းအရာတွေနဲ့ရှင်းပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ super power energy နိုင်ငံ၈နိုင်ငံမှာရှိတဲ့ critical loss တွေနဲ့ boost တွေကဘာတွေလဲဆိုတော့စပြီးတော့ကြည့်ကြည့်မယ်ပေါ့နော် နံပါတ်8စုပပဝါနိုင်ငံကကြတော့ကနေဒါနိုင်ငံဖြစ်တယ်ပေါ့နော်ကနေဒါနိုင်ငံရဲ့ပထမဆုံးစီမီစီကင်းကကြတော့ဘာလဲဆိုတော့ border officer လို့ခေါ်တဲ့နေဆက်ရေးရာအရာရှိတွေကပေါ့နော်သူတို့နိုင်ငံတွင်းကိုဝင်လာပြီဆိုရင်ဝင်လာတဲ့သူရဲ့ social media platform တွေကိုစစ်ဆေးနိုင်ပါတယ်ပေါ့နော်အဲ့ social media platform တွေမှာဘာတွေကိုသူတို့အဓိကစစ်ဆေးရလဲဆိုတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ content တွေပြီးတော့အကြမ်းဖက်မှုကိုဖြစ်စေတဲ့ content တွေပေါ့နော်အကြောင်းအရာလေးပတ်မှတ်စစ်ဆေးရမှာဖြစ်တယ်ပေါ့နော် အဲ့ဒီအကြောင်းအရာတွေကဟောလွန်ခဲ့တဲ့စနစ်ကပဲတင်ခဲ့တင်ခဲ့အကြောင်းအရာကကြတော့နိုင်ငံရေးနဲ့ပတ်သက်တာလည်းဖြစ်ဖြစ်မှအထမမဟုတ်ပါတော့အကြံဖတ်မှုနဲ့ပတ်သက်တာလည်းဖြစ်ဖြစ်မှအဲ့ဒီအကြောင်းအရာလေးကသေးသေးလေးဖြစ်နေတယ်ဆိုရင်တော့မှကိုယ့်ရဲ့ပြည်ဝင်ခွင့်ကိုပြေပင်ထားနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကိုကကနေဒါနိုင်ငံကိုသွားမယ်ဆိုရင်အကြံဖတ်မှုနဲ့သက်ဆိုင်တဲ့ content တွေနိုင်ငံရေး content တွေကိုကိုယ့်ရဲ့ social media platform တွေထဲမှာလုံးဝလုံးဝမထည့်ဖို့အတွက်လိုအပ်ပါတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့သူတို့နိုင်ငံတွင်မှာဆိုရင် freedom of speech ပေါ့နော်လွတ်လွတ်လပ်လပ်စကားပြောဆိုခွင့်ရတော့လုံးဝလုံးဝကို strong ဖြစ်တယ်ပေါ့နော်ခိုင်မှပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းအရာကိုအခြေပြုပြီးတော့မုံတရားပွားစီတဲ့စကားလုံးနေနောက်ပြီးကြတော့တရင်ချက်အမားတွေကိုဖြန့်ဝေတာမျိုးတွေရဆိုရင်သူတို့နိုင်ငံတွေမှာလုံးဝလုံးဝလုံးလို့မရပါဘူးဘာလို့လဲဆိုတော့အဲ့ဒီအရာမျိုးတွေလုပ်တယ်ဆိုရင်သူတို့တွေကဇာစမမှုတစ်ခုကိုကျွလွန်နေဆိုပြီးတော့ဒါသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကနေဒါနိုင်ငံတွေမှာဆိုရင်မုံတရားပစ်စီတဲ့ အဲစကလုံးနေနောက်ပြီးကြတော့ပေါ့နော်တင်းချက်လက်အမားဒီဖြန့်ယူတာတွေကိုလုံးဝလုံးဝမလုပ်ဖို့အတွက်ကိုယ်နေနဲ့အတိထားရမှာဖြစ်တယ်ပေါ့နော်နောက်ဆုံးအချက်ကကြတော့သူတို့နိုင်ငံတွင်းမှာဆိုရင် data privacy ကလုံးဝကို strict ပေါ့နော်တင်းကျပ်ပါတယ်ပေါ့နော်တယောက်ယောက်ရဲ့ပုံကိုယ်ရေးအကြောင်းအရာတွေကိုလုံးဝလုံးဝမရောစော့ပတ်ခွင့်လည်းမရှိဘူးသိခွင့်လည်းမရှိပါဘူးပေါ့နော်ဒါပေမဲ့လေစိတ်မှရှိတဲ့အရာရှိတွေကတော့ကိုယ့်ရဲ့ပေါ့နော် privacy data တွေကိုလုံးဝလုံးဝစစ်စစ်မြဲမြဲခွင့်ရှိတယ်ပေါ့။ဒါလို့လဲဆိုတော့သူတို့တွေအရဆင်ပေါ့နော် ကိုယ်နိုင်ငံတည်းကိုဝင်လာမှသူတွေရဲ့ data privacy တွေကိုသိထားမှသာဖြစ်တယ်ပေါ့နော်အကယ်၍ကိုယ့်ရဲ့ data privacy ကို စစ်ဆေးတဲ့အခါမှာဆိုရင်မတင်ကားစရာဖြစ်လာတဲ့ဆိုရင်ကိုယ့်ရဲ့ e-win ခွင့် visa ကိုပိတ်ပင်ထားနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကိုယ်က data privacy နဲ့ပတ်သက်ပြီးပေါ့နော်ကနေဒါနိုင်ငံကအင်တာမှုတွေရှိတယ်ဆိုတာကိုသိပေမဲ့ပေါ့နော်လေဆေးမှာရှိတဲ့အရာရှိတွေကကြတော့ကိုယ့်ရဲ့ data privacy နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစစ်ဆေးမြင်ရနိုင်တယ်ဆိုတာကိုအမြဲတမ်းအမြဲတမ်းမှတ်ထားရမှာဖြစ်တယ်ပေါ့နော်သူကစစ်ဆေးနေလို့ကိုကဟာဟဲ့မင်းတို့နိုင်ငံက data privacy နဲ့ပတ်သက်ပြီး spread ဖြစ်တယ်မဟုတ်ဘူးလို့တမပြောနဲ့ကျန်တယ်။ပြောပြလိုက်တဲ့ဆိုရင်ကိုယ်နေတဲ့ပြဿနာကိုအဲမီးရှုံးရှာလို့ဖြစ်မှာစိုးရဲပေါ့နော်အဲ့ဒါမျိုးကြောင့်ဘောလုံးပေါ့တမလို့ပို့အတွက်လိုအပ်ပါတယ်ပေါ့နော်။ number 7ကကျတော့တောင်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်ပေါ့နော်။တောင်ကိုရီးယားနိုင်ငံရဲ့ပထမဆုံးစီးမင်းကကျတော့ဘာလဲဆိုတော့မြက်ကိုရီးယားနဲ့ပဲသက်ဆိုင်တယ်ပေါ့နော်။အဲ့ထက်ကဘာလဲဆိုတော့မြက်ကိုရီးယားကိုတဲ့ tourist ကြီးကျူးတာနဲ့ပေါ့နော် support လုပ်တာတွေကိုတဲ့ အဲ post တင်တာပဲဖြစ်ဖြစ်မမဟုတ်ပေါ့နော်ဟာတာအနေနဲ့ပဲပြောတာတွေကိုပဲဖြစ်ဖြစ်တဲ့အဲ့လိုမျိုးတွေလုပ်တယ်ဆိုရင်လည်းအဲ့ဒါတွေကတရားမဝင်ပါဘူးဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်အဲ့ဒီနိုင်ငံတွေကိုကသွားမယ်ဆိုရင်မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့စကားလုံးဝလုံးဝမပြောတာကအကောင်းဆုံးပဲဖြစ်တယ်ပေါ့နော်ဒုတိယတစ်ချက်ကကျတော့ဘာလဲဆိုတော့ဆန္ဒပြပွဲတွေနဲ့သက်ဆိုင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဆန္ဒပြပွဲတွေကိုတဲ့နိုင်ငံသားတွေကပေါ့နော်ခီးသွားလာသူတွေက join လို့မရပါဘူးတဲ့တကယ်လို့ join နေဆိုရင်ကိုယ့်ရဲ့ visa ကိုလာပြီးတော့ အေးကိုက်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒါမှကြောင့်ကွာအဲ့ဒီနိုင်ငံကိုသွားမယ်ဆိုရင်အဲဆန္ဒပြပွဲတွေမှာဆိုရင်လုံးဝလုံးဝသွားမ join ဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့ဒါမှကြောင့်လုံးဝလုံးဝမ join ရပါနဲ့နောက်ဆုံးတစ်ချက်ကကြတော့ဗာလဲဆိုတော့ online speech ပေါ့နော် online speech မှာကကြတော့တောင်ကိုရီးယားနိုင်ငံကလုံးဝကို free ဖြစ်တယ်ဟိုကြိုက်တာကိုပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီပြောဆိုမှုอ่ะဆိုရင်ပေါ့နော်တယောက်ယောက်ကြီးရဲ့အသိခါချတာပြီတယောက်ယောက်ကိုမကောင်းတဲ့ရင်ဖြစ်စေတဲ့အရာမျိုးတွေပြောတယ်ဆိုရင်ပေါ့နော်အဲ့ဒီပြောဆိုချက်ကလည်းအမှန်အကန်ဖြစ်တယ်အစစ်အမှန်ဖြစ်တယ်ဆိုရင်တော့မှပေါ့နော် အပြောခံရတဲ့သူကမကျင်တဲ့ဘူးဆိုရင်ကိုယ်တရားစွဲလို့ရပါတယ်တဲ့အဲ့ဒါမျိုးကြောင့်ကိုကတောင်ကိုရီးယားနိုင်ငံကိုသွားမှဆိုရင်ရောက်ရောက်ကိုတိတ်ခါချစေတဲ့စကလုံးတွေတိတ်ခါချတာကိုပြစ်စေတဲ့အိဗယ်ပေါက်စေတဲ့အရာမျိုးတွေပေါ့နော်အဲ့လိုမျိုးစကလုံးတွေဆိုရင်လုံးဝလုံးဝရှောင်ကျင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်လုံးဝလုံးဝရောက်ရောက်ကိုတိတ်ခါသွားမှချကြပါနဲ့ဟုတ်ပြီလားโอเค ဗက်စစ်ကကြတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်တဲ့ဘောနော်ဂျပန်နိုင်ငံရဲ့ဒါပထမဆုံးစီမင်းကကြတော့ဗီဇာအိုဗာစတေးနဲ့ပဲတက်ဆိုင်တယ်ဘောနော်ဂျပန်နိုင်ငံအတွင်းမှာဆိုရင်ဒါဗီဇာအိုဗာစတေးအနေနဲ့နေတယ်ဆိုရင်တဲ့ဟိုတဲ့ထောင်ချလို့ရပါတယ်တဲ့ထောင်ချတာနဲ့တို့နောက်တဲ့ဘာဘာပါလာအောင်မလဲဆိုတော့ဒါအပိုစုဘောနော်အပိုစုကဘာဘာပါလာမလဲဆိုတော့ကိုယ့်ရဲ့ပြည်ဝင်ခွင့်ကိုတဲ့ဒါအချိန်တော်တော်ကြာအောင်ဘောနော်အချိန်အကြာကြီးအကြာကြီးကိုယ့်ရဲ့ဒါပြည်ဝင်ခွင့်ဗီဇာကိုတဲ့အိပ်ပင်ထားလို့ရပါတယ်တဲ့ အဲ့ဒါမျိုးကြောင့်ပို့နေတယ်ပေါ့နော်ဗီဇာ overstay လောက်တာတွေကိုလုံးဝလုံးဝမလုပ်ပဲအတွက်လိုရပါတယ်ပေါ့နော် okay နောက်တစ်ချက်ကကျတော့ဘာလဲဆိုတော့သူတို့ရဲ့ဒီ online speech ပေါ့နော် online မှာလွတ်လွတ်လပ်လပ်စကားပြောဆိုခွင့်ရတော့ free strong ပေါ့နော်လွတ်လပ်တယ်ခိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအရာကိုအခြေပြုပြီးရပေါ့နော်တခြားတယောက်ကိုတိုက်ခါချစေတဲ့အရာတွေတခြားတယောက်ရဲ့ data privacy ပေါ့နော်ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာအချက်လက်တွေကို ြောဆိုတာမျိုးတွေဆိုရင် serious crime ဆိုပြီးတော့တတ်မှတ်ထားတယ်ပေါ့နော်တကယ်ကိုအရေးကြီးတဲ့ကြာဆုံးမှုတစ်ခုဆိုပြီးတော့တတ်မှတ်ထားပါတယ်တဲ့အဲ့ဒါမို့ကြောင့်တယောက်ယောက်ကိုတိတ်ခါချတာနော်တယောက်ယောက်ရဲ့ data privacy ကိုချိုးပေါက်ပြီးတော့အကြောင်းအရာတွေကိုသူများတွေကိုလိုက်ပြီးပြောတာမျိုးတွေဆိုရင်အဲလုံးဝလုံးဝမလုပ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ပြောလို့လုပ်တယ်ဆိုရင်တော့ဒါ serious crime ပေါ့နော်အရန်ကိုအရေးပါတဲ့ကြာဆုံးမှုတွေမှာပါဝင်တဲ့အတွက်ကြောင့်တဲ့ပြည်တံပြေးမှာပါတဲ့အဲ့ဒါမို့ကြောင့်သူတို့နိုင်ငံတွေမှာဆိုရင်အဲ့လိုမျိုးလိုရည်တွေကိုလုံးဝလုံးဝမလုပ်ဖို့အတွက်လိုအပ်ပါတယ်ပေါ့နော် ။ Number 5ပြည်သင်းနိုင်ငံပဲဖြစ်တယ်ပေါ့နော်။ပြည်သင်းနိုင်ငံရဲ့ပထမဆုံးစီမင်းကကြတော့ပါလဲဆိုတော့သူတို့နိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေစဉ်အလုပ်တွေကိုပေါ့နော် risk ဖြစ်စေတယ်ပေါ့နော်။အန္တရာယ်ဖြစ်စေတဲ့မိသူကိုမစိုးတဲ့သော။ဖန်စီခွင့်ရှိတယ်။သူရဲ့နိုင်ငံတွင်းကနေတဲ့ရှင်ထုတ်ခွင့်လည်းရှိတယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်။အဲ့ဒါမျိုးကြောင့်ကိုကအဲပြည်သက်နိုင်ငံကိုသွားမှာဆိုရင်ကိုရဲ့လိုရက်ကပေါ့နော်သူတို့ရဲ့ပြည်သူတွေကိုသွားပြီးတော့ဒါ risk ဖြစ်စေမှာအများကြီးတည်းဆိုရင်တက်နိုင်တယ်မြတ် လုံးဝလုံးဝရှောင်ဖို့တက်လို့ပဲပေါ့နော်အဲ့တော့ရှောင်ဖို့တက်ဆိုရင်ကိုယ်နေနဲ့အဲ့ဒီအကြောင်းအရာတွေကိုလေ့လာထားမှာပဲဖြစ်မှာပေါ့နော်အဲ့ဒါမို့ကြောင့် and သူတို့နိုင်ငံတွေမှာဆိုရင်ကွာသူတို့ရဲ့ပြည်သူတွေကို risk ဖြစ်စေတဲ့အရာမျိုးတွေကိုမလုပ်ဖို့အတွက်ပေါ့နော်မလုပ်နိုင်ဖို့အတွက်ကြိုးစားဖို့လိုအပ်တယ်ပေါ့နော်ဒုတိယတစ်ချက်ကကျတော့ရဲတွေနဲ့ပဲသက်ဆိုင်တယ်ပေါ့နော်ဘာလဲဆိုတော့ရဲတွေရတဲ့အကြောင်းပြချက်လုံးဝမရှိပဲနဲ့တဲ့ကိုယ့်ကိုပေါ့နော်ရက်တန့်စီပြီးတော့မင်းရဲ့ပိုင်ခွင့်ရှိပါတယ်တဲ့အဓိကမင်းမြတ်မှကြောင်းရင်ကဘာလဲဆိုတော့မင်းရဲ့ ID ကကဘယ်မှာလဲဆိုပြီးတော့မင်းမှာပေါ့နော် ကိုယ့်ရဲ့ဒီ password ဖြစ်ဖြစ် ID card ပေါ့နော်အဲ့ဒီနှစ်ခုတည်းရပဲတစ်ခုခုမေးမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကိုကအဲ့ဒီပြည်သက်နိုင်ငံတည်းမှာသွားမှဆိုရင်ကိုသွားမှနေရာတိုင်းကိုယ့်ရဲ့ ID card ကိုယ့်ရဲ့ password card ကိုတစ်ခါတည်းတွေ့ယူသွားဖို့အတွက်လိုအပ်ပါတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဗာလဲဆိုတော့သူတို့နိုင်ငံရဲ့အစိုးရပေါ့နော်ပြည်သက်နိုင်ငံရဲ့အစိုးရကိုဝေဖန်ပိုက်ခွင့်ရှိပါတယ်တဲ့အဲ့ဒါတော့လုံးဝရှိတယ်ဝေဖန်လို့ရတယ်ဒါပေမဲ့အမုံတရားပွားစေတဲ့စကလုံးတွေပေါ့နော်စကားပြောဆိုတာတွေနဲ့တဲ့ဘာသာတရားကိုစော်ကားတဲ့အရာတွေပေါ့နော်စော်ကားစေတဲ့စကလုံးတွေအပြုတ်မှုတွေရဆိုရင်တဲ့ တို့နိုင်ငံတွေမှာဆိုရင် AI ရုံကိုခေါ်သွားနိုင်တဲ့အဆင့်တီကိုရှိသေးတယ်အဲဒါမို့ကြောင့်ကိုနေနဲ့အဲ့ဒီနိုင်ငံတွေမှာသွားလာမှဆိုရင်မွန်ဒီယားဘောက်စီတဲ့စကလုံးတွေတို့နိုင်ငံတွေမှာရှိတဲ့ဘာသာရေးတွေကိုတော့ပြီးဆော့ခါစီတဲ့စကလုံးတွေကိုပြုမှုတွေကိုမလုပ်ဖို့အတွက်လုံအောင်လုံအောင်ကိုမှလိုအပ်ပါတယ်ပေါ့နော်နောက်တစ်ချက်ကလည်းနည်းနည်းထူးဆန်းတယ်ပေါ့နော်ဘာလဲဆိုတော့အကျန်းဖတ်မယ်ဘုံခွဲမယ်ဆိုတဲ့အရာမျိုးတွေကိုတဲ့သူတို့ကပေါ့နော်ဒါအာသအနေနဲ့လုတ်တယ်ဆိုရင်တော့မှတဲ့ရှာစိုးမှုကိုပြစ်စေတဲ့အပြုမှုတွေလုပ်ရတယ်ဆိုပြီးတော့အတ်မှတ်ထားပါလေတဲ့ ဲ့ဒါမျိုးကြောင့်ပေါ့နော်သူတို့နိုင်ငံတွင်းမှာဆိုရင်အဲ့ဒီလိုမျိုးလုပ်တယ်ကိုမလုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီတည်းဆိုတာကပါလဲဆိုတော့အဲ့ဒီလိုမျိုးဟာပါဘောပေါ့နော်သူက online ပေါ်ကနေရေးတင်နေဆိုရင်တော့မှဒါပြဿနာရှောက်လို့ရတဲ့အဆင့်တွေကိုရှိတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်အဲ့ဒီလိုမျိုးပေါ့နော်ကြမ်းဖက်မှာဘုံခွက်မှာဆိုတဲ့ဟာတာမျိုးတွေကို online ရောအပြစ်မှာရောပေါ့နော်မလုပ်ဖို့အတွက်အတွက်ဝန်လုံးအောင်ကိုမှလိုအပ်ပါတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကြတော့ဆန္ဒပြပွဲတွေနဲ့ပဲတက်ဆိုင်နေပေါ့နော်ဆန္ဒပြပွဲတွေနဲ့ပေါ့နော်ဆန္ဒပြပွဲတွေကိုပါဝင်ကျင်နေဆိုရင်တဲ့ ွင့်ပြုချက်လိုပါတယ်တဲ့အကယ်၍တဲ့ခွင့်ပြုချက်မရှိဘဲနဲ့ပေါ့နော်ဆန္ဒပြပွဲတွေကိုလုပ်တယ်အဲ့ဒီဆန္ဒပြပွဲတွေကိုပါဝင်တယ်တွားပြီးတော့ join နေဆိုရင်တဲ့ဖိုင်ကြီးကောက်ခံမယ်ကောက်ခံရပြီဆိုရင်တဲ့သူကနိုင်ငံသားဖြစ်တယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ entry ပေါ့နော်ဤဝင်ခွင့် visa ကိုအိပ်ပင်မှာဖြစ်ပါတယ်တဲ့အဲ့ဒါမို့ကြောင့်ကိုယ့်နေနဲ့ပေါ့နော်အကောင်းဆုံးကတော့ဆန္ဒပြပွဲတွေကိုတွားပြီးတော့လည်းမ join နဲ့ဆန္ဒပြပွဲတွေကိုဖြစ်စေတဲ့အရာမျိုးတွေလည်းလုံးဝလုံးဝမလုပ်ဘဲတော့လိုအပ်တယ်ပေါ့နော် Thank you နံပါတ်4 UK နိုင်ငံဖြစ်တယ်ပေါ့နော် UK နိုင်ငံကကြတော့ visa နဲ့ပတ်သက်ပြီးပေါ့နော်လုံးဝကိုတင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေရှိတယ်ပေါ့နော်အကယ်၍ visa ကိုစစ်ဆေးနေစမှာဆိုရင်ပေါ့နော် over stay ပေါ့နော် visa ရက်ကိုကျော်လွန်ပြီးတော့နေတာတွေရာဆိုရင် fine jail ပေါ့နော်ဒဏ်ကြေးပေးဆောင်ရပါတယ်ပေါ့နော်အကယ်၍ရက်တွေကပေါ့နော်တော်တော်ကြီးကိုများနေတယ်ဆိုရင်အခက်မသိကိုယ့်ရဲ့ပြည်ဝင်ခွင့်ကိုပါပြေပြေခရရနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့် visa နဲ့ပတ်သက်ပြီးတော့ဒါလုံးဝလုံးဝ over stay လောက်တာတွေကိုမလုပ်ကြဖို့အတွက်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပေါ့နော် နောက်ပြီးဘာထက်ဖြစ်တယ်လဲဆိုတော့ immigration officer လို့ခေါ်တယ်ပေါ့နော်လူမှုကြီးကြပ်ရေးအရာရှိတွေကကိုယ့်ကိုပေါ့နော်ကိုယ့်ရဲ့ဗီဇာကိုတန်တရားရှိတယ်ဆိုရင်တို့တွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ဗီဇာပြည်ဝင်ပင်ကိုပိတ်ပင်လို့ရတယ်ပေါ့နော်ညှင်းပယ်လို့ရပါတယ်အဲ့ဒါမှမဟုတ်ကြောင်းကိုယ့်အနေနဲ့ပေါ့နော်တို့နိုင်ငံတွင်းကိုဝင်နေဆိုရင်ကိုယ့်အနေနဲ့ဒီ immigration officer တွေအတွက်ပေါ့နော်တန်တရားဖြစ်စေတဲ့အပြုမူတွေဒါမှမဟုတ်ပေါ့နော်ကိုယ့်ရဲ့ခီးဆောင်အိတ်ထဲမှာဆိုရင်တန်တရားဖြစ်စေတဲ့ပစ္စည်းတွေဆိုရင်လုံးဝလုံးဝမတည်ဖို့အတွက်လိုအပ်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့နိုင်ငံရေးနဲ့ပဲ ပတ်ဆိုင်တယ်ပေါ့နော်။ဒါလည်းဆိုတော့နိုင်ငံရေးတွေကိုလွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရတယ်ပေါ့နော်။ဒါပေမဲ့နိုင်ငံရေးပါတီတွေနောက်ပြီးကျတော့ campaign တွေကိုပေါ့နော်။ငွေတွေလှူတာမျိုးတွေဆိုရင်လုံးဝလုံးဝလုံးလို့မရဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒါကသူတို့တွေနဲ့သူတို့နိုင်ငံရဲ့အရေးဖြစ်တဲ့အတွက်ကိုယ်နေနဲ့ဝင်ပါရင်ဒါပြဿနာတွေပိုကြီးလာမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။အကောင်းဆုံးကတော့နိုင်ငံရေးဟိုတာလုံးဝလုံးဝဝင်ပြီးပါတာမျိုးတွေလုံးဝလုံးဝလို့ဖို့အတွက်လိုရတယ်ပေါ့နော်။ အကယ်၍ကိုယ်အနေနဲ့ပေါ့နော်နိုင်ငံရေးဆန္ဒပြပွဲတွေတဲကိုပါဝင်ခြင်းနဲ့ဆိုရင်ကိုယ်အနေနဲ့ကြိုတင်ပြီးတော့ပေါ့နော် register လုပ်ပြရတယ်ပေါ့နော် register မလုပ်ဖက်နဲ့ကိုယ်အနေနဲ့ဝင်ပါတယ်ဆိုရင်ပြဿနာရှိနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဖမ်းခံရနိုင်တယ်အဲ့အတွက်ကြောင့်ဒါအဲ register လုပ်ပြီးမှပါဖို့လိုတယ်ပေါ့နော်နောက်ပြီးကျတော့အဲ့လိုမျိုးဆန္ဒပြနေချိန်မှာလည်းကိုယ်အနေနဲ့ပေါ့နော်ဒီလမ်းတွေကိုပိတ်ထားတာတွေလုပ်တယ်ဆိုရင်အဲ့ဒါကလည်းအဖမ်းခံရနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကိုယ်အနေနဲ့ပါဝင်ခြင်းနဲ့ဆိုရင်တော့မှပေါ့နော်ဒီလမ်းတွေကိုလုံးဝလုံးဝမပိတ်ဖို့အတွက်လိုအပ်တယ်ပေါ့နော် နောက်ဆုံးတစ်ချက်ကကျတော့ law ဖြစ်တယ်ပေါ့နော်အဲ့ဒီဟာကကျတော့ဘာလဲဆိုတော့ the investigatory power acts လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့စုံစမ်းစစ်ဆေးရေးအာဏာဥပဒေဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့ဒီ law ကကျတော့ဘာလဲဆိုတော့သူပြည်သူတွေရဲ့ပေါ့နော် data privacy တွေပေါ့နော်အဲ့ဒါတွေကိုလုံးဝတာစောင့်ကြည့်ခွင့်ပေးထားတယ်ပေါ့နော်အဲ့ဒီအာဏာကိုဘယ်သူတွေကိုပေးထားလဲဆိုတော့သူတို့နိုင်ငံတွေမှာရှိတယ်ပေါ့နော်ညွန်ညွန်ရေးအရာရှိတယ်ပေါ့နော်ဥပမာရေးတွေအဲဖွဲ့စည်းတယ်ပေါ့နော်အရက်ပတ်ဖွဲ့စည်းတယ်ကိုပေးထားတယ်အဲ့ဒါမှမဟုတ်ကြောင့်ပေါ့နော် UK နိုင်ငံအားဆိုရင်ကမ္ဘာပေါ်မှာ CDP network connection တွေနဲ့ဒါ ဆောင်တိခံရဆိုနိုင်ငံတွေတဲကနိုင်ငံတနိုင်ငံဆိုပြတာသတ်မှတ်တာတာဖြစ်တယ်ပေါ့နော် Okay okay အဲ့တော့ number 3ကိုဆက်ပြီးတော့သွားကြမှာပေါ့နော် number 3ကကျတော့ရုရှားနိုင်ငံဖြစ်တယ်ပေါ့နော်ရုရှားနိုင်ငံရဲ့ပထမဆုံး loss ကပေါ့နော်ပါလဲဆိုတော့သူတို့နိုင်ငံတွေမှာဆိုရင်ပေါ့နော် visa overstay လောက်တာဟာဆိုရင်၃နှစ်ကနေ၅နှစ်ထိကိုဘန်းခံရနိုင်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော်သူတို့နိုင်ငံတွေမှာဆိုရင် visa overstay နဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်ကလုံးဝလိုပါဘူး ြီးတယ်ပေါ့နော်၃နှစ်ကနေ၅နှစ်ဆိုရင်ဒါတော်တော်ကြီးကိုကြာတယ်ပေါ့နော်အဲ့ဒါမို့ကြောင့်ပေါ့နော်ကိုယ်အနေနဲ့ပေါ့နော် visa overstay မဖြစ်ဖို့အတွက်အရန်ကိုမှဒါလိုအပ်ပါတယ်ပေါ့နော် okay နောက်တစ်ချက်ကကြတော့ပါလဲဆိုကိုယ့်ရဲ့လိပ်စာ ID ကနဲ့ပဲတက်ဆိုင်တယ်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့သူတို့နိုင်ငံတွင်ကိုရောက်ရောက်ချက်မှာဆိုရင်ကိုကပေါ့နော်ကိုယ့်ရဲ့ address ကိုဒါ seven business day လို့ခေါ်တယ်ပေါ့နော်အစီအပိုင်းတွေလုပ်တဲ့အလုပ်တွေလုပ်တဲ့ခုနှစ်ရက်တည်းမှာပဲသွားပြီးရေဂျစ်စတာလုပ်ရတယ်ပေါ့နော်အဲ့ဒီတော့7 business days ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ ကျွန်တော်တို့တွေကနော်အပြင်မှာဆိုရင်ရက်တွေကတပတ်ကိုကျွန်တော်တို့တွေအဲရက်ပေါင်း9ရက်ရှိတယ်ပေါ့နော်9ရက်နေမှာဆိုရင်ဒါစနေနေ့ညနေရကြတော့ဒါ8ရက်တွေဖြစ်တယ်ပေါ့နော်အဲ့ဒီနှစ်ရက်ကိုတော့မတွက်ပဲနဲ့နောက်ပတ်ထဲမှာရှိတဲ့2ရက်ကိုတော့ထည့်ပြီးတွေ့ရတယ်ပေါ့နော်အဲ့ဒါမှာ7 business day ဆိုပြီးတော့ခေါ်တာဖြစ်တယ်ပေါ့နော်အဲ့ဒီ9ရက်တွေမှာဆိုရင်9ရက်တာ address ကိုတွားပြီးတော့ဒါ register လုပ်ပြရမှာဖြစ်တယ်ပေါ့နော်မလုပ်ဘူးဆိုရင်တော့ဖိုင်ကြီးတီဒန်နေလာမှာဖြစ်တယ်ပေါ့နော် ောက်တစ်ချက်ကကြတော့ဒါဆန္နာပြပွဲတွေနဲ့သက်ဆိုင်နေပေါ့နော်အစိုးရနဲ့စစ်တပ်ကိုဆန္နာပြတဲ့ပေါ့နော်ဒီဆန္နာပြပွဲတွေကိုတွားပြီးတော့ join နေဟာဆိုရင်ဒါတရားမဝင်ဘူးဆိုပြီးတော့အသတ်မှတ်ထားတယ်ပေါ့နော်နိုင်ငံသားဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ visa ကိုဆုံးရှုံးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကြောင့်လုံးဝလုံးဝတွားပြီးတော့ join တာလေလုပ်ပါနဲ့ပေါ့နော်နောက်တစ်ချက်ကကြတော့ပါလဲဆိုတော့အခုလက်ရှိဖြစ်နေတဲ့ပေါ့နော်ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့ဒီစစ်ပွဲတွေနဲ့ပတ်သက်တဲ့ဒါသတင်းတွေကိုပြောဆိုတာဆိုရင်တို့တွေအနေနဲ့ပေါ့နော် fake news ပေါ့နော်သတင်းတူတွေဆိုပြတာမြင်ခင်ရတယ်ပေါ့နော်ကိုယ်အနေနဲ့ပြောနေလဲ ဘာမှမထိုးပေါ့နော်အဲအခက်မသိရင်တော့သူတို့တွေကပေါ့နော်ပြဿနာရှာရင်ရှာနိုင်တယ်ပေါ့နော်အဲဒါမှမဟုတ်ကျွန်တော်အဲ့ဒီလိုမျိုးပေါ့နော်ယူကရိန်းနဲ့ပတ်သက်တဲ့ဒါစစ်ပွဲသတင်းတွေပြောတာတွေကိုလုံးဝလုံးဝမလုပ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်နောက်ဆုံးချက်ကကြတော့ပေါ့နော်လုံးဝလုံးဝကိုထူးဆန်းနေပေါ့နော်အဲ့ဒါကကြတော့ဘာလဲဆိုတော့ LGBT ကျူနဲ့ပတ်သက်တဲ့ပေါ့နော်သင်္ကေတတွေကိုပြောဆိုတာတွေပြုမူတာတွေရာဆိုရင်ပေါ့သူတို့နိုင်ငံအတွင်းမှာဆိုရင်ဝါဒဖြန့်ဥပဒေကိုပေါ့နော်ချိုးပေါက်တယ်ဆိုပြီးတော့တတ်မှတ်ထားတယ်ပေါ့နော် အထူးသဖြင့်ပေါ့နော်သူကကလေးတွေကိုလုံးဝလုံးဝပြလို့မရဘူးဒီ LNG PD juice ဆိုတာကဘာလဲဆိုရင်စကလုံးတစ်လုံးချင်းစီရပေါ့နော်ဒိတ်ပဲတစ်ခုကိုစားပြလဲပေါ့နော် Alien ဆိုတာကကျတော့သူက lesbian ပေါ့နော်အမျိုးသမီးချင်းချင်းပေါ့နော်ဒါလက်ချင်းဆက်ပြီးတော့သွားတာမျိုးတွေနောက်ပြီးကျတော့ G ကကျတော့ gay ပေါ့နော်အချောက်ပေါ့နော်သူကယောက်ျားချင်းချင်းကြိုက်တာမျိုး B ကကျတော့ bisexual ပေါ့နော် bisexual ဆိုတာကအာယောက်ျားကနေပြီးတော့ယောက်ျားလည်းကြိုက်တယ်မျိုးတိမိနဲ့ကြိုက်တယ်ဆိုတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေ E ကကျတော့ဘာလဲဆိုတော့ transgender ပေါ့နော်အဲ့ထက်ကကျတော့ဘာလဲဆိုတော့သူက အမျိုးသားနဲ့မျိုးသမီးဖြစ်ကိုဒါလိန်ပြောင်းလိုက်တာပေါ့နော်ပြောင်းလဲတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေအဲ့ပြီးကျတော့ choose က questioning ပေါ့နော်ပြင်ထုတ်တာခုနကဒီအရှိမရှိတဲ့အဲ lesbian တွေ gay တွေ transgender တွေနောက်ပြီးတော့ bisexuality နဲ့ပတ်သက်ပြီးပေါ့နော်မျိုးကွင်းထုတ်တာတွေပြုမှုပြောဆိုတာတွေကိုပေါ့နော်လူရှိမှလုပ်တယ်ဆိုရင်ဒါတွေကသူတို့ရဲ့ဘာသာပြဥပဒေကိုချုပ်ပေါက်တာဖြစ်တယ်ဆိုပြီးတော့သတ်မှတ်ထားတယ်ပေါ့နော်အထူးသဖြင့်ရတော့ပေါ့နော်ကလေးတွေရှိမှဆိုရင်အဲ့လိုမျိုးပြုမှုတွေကိုတော့လုံးဝလုံးဝလုပ်ခင်မရှိဘူးပေါ့နော်အဲ့တော့လုပ်တယ်ဆိုရင်ပြဿနာတွေ ရှားခံရနိုင်တယ်ပေါ့နော်အဲဒါမျိုးကြောင့်ပေါ့နော်ဒီဥပဒေကိုပေါ့နော်လုံးဝလုံးဝမလုပ်ဖို့အတွက်လိုအပ်ပါတယ်ပေါ့နော်ဘတ်တူကကြတော့တရုတ်နိုင်ငံပဲဖြစ်တယ်ပေါ့နော်တရုတ်နိုင်ငံကကြတော့သူရဲ့နိုင်ငံတွေမှာဆိုရင်ဗီဇာ overstay ဖြစ်တယ်ဆိုရင်အဲထောင်ကျနိုင်တယ်ပေါ့နော်အမေကြတော့သူကဒဏ်ကြီးတွေကိုလည်းသူအများကြီးအများကြီးပေးရတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကိုယ်နေနဲ့ဗီဇာ overstay ပေါ့နော်ဗီဇာရက်လွန်ပြီးတော့နေတိုင်းမျိုးတွေမဖြစ်အောင်ယူဆိုင်ကြပါပေါ့နော် နောက်တစ်ချက်ကကျတော့ဗာလဲဆိုတော့သူတို့နိုင်ငံတွေမှာဆိုရင်အရှောင်းတခင်ဒါ ID card check ပေါ့နော် ID card တွေကိုစစ်ဆေးတာတွေရှိရပေါ့နော်သူတို့တွေအမှရဲတွေပေါ့နော်လုံခြုံရေးတွေကသွားနေစင်မှာဆိုရင်အဲကိုနန်းတွေ့တယ်ဆိုရင်ပေါ့နော်အခက်မတင်ရင်ဒါကိုယ့်ရဲ့ ID check ကိုသူတို့တွေကဒါ confirm check မရှိဘဲနဲ့ဒါစစ်ဆေးနိုင်တယ်ပေါ့ဒါကသူတို့နိုင်ငံတွေမှာရှိတဲ့ရဲတွေကိုလုတ်ပိုင်ခွင့်အာဏာဟုတ်တာအနစ်တာတာဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကိုကခီးသွားမှာဆိုရင်ကိုယ့်ရဲ့ ID check ကိုဒါအမြဲတမ်းအမြဲတမ်းယူသွားဖို့အတွက်လိုအပ်တယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဗာလဲဆိုတော့တရုတ်နိုင်ငံတွေမှာဆိုရင်တရုတ်ဆိုရနဲ့တရုတ် ပြည်နယ်ပါတီကိုလုံးဝလုံးဝဝေဖန်ခြင်းမရှိဘူးပေါ့နော်တကယ်လို့ဝေဖန်တယ်ဆိုရင်အပြစ်ပေးတာတွေအဖမ်းတာတွေထောင်ချတာတွေလုပ်တယ်ပေါ့နော်နောက်တစ်ချက်ကကျတော့အရန်ကိုမှယေကြည်တယ်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့သူတို့နိုင်ငံတွင်းမှာဆိုရင်သူတို့နိုင်ငံရဲ့အစိုးရကိုယ်တိုင်ကပေါ့နော်ပြည်ပင်ထားတဲ့အကြောင်းအရာတွေရှိတယ်ပေါ့နော်ဥပမာအဲထိုင်ဝမ်ယူဟောင်ကောင်ယူတီယမင်ယူပြီးတော့အီဘတ်ဆိုတဲ့အကြောင်းအရာမျိုးတွေဒီလိုမျိုးအကြောင်းအရာမျိုးတွေဆိုရင်ဒါလုံးဝလုံးဝမပြောဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့ဒါတည်းကဆိုရင်သူတို့နိုင်ငံတွင်းမှာဒါလုံးဝလုံးဝတားမြစ်ထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ဒီကြောင်းရာတွေအရဆိုရင်ပြောရဲဆိုရင်သူတို့နိုင်ငံအတွက်မှာဆိုရင်ဒေါ်လာအတက်ပြဿနာတွေဆန္ဒပြပွဲတွေပေါ်လာနိုင်တဲ့အထွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲဒါမျိုးကြောင့်ကိုယ်နေနဲ့သူ့နိုင်ငံကိုသွားမှတ်ဆိုရင်ပထမဆုံးသူတို့နိုင်ငံအတွက်မှာဆိုရင်လောကမှာပြောသင်းတဲ့အကြောင်းအရာခေါင်းစဉ်တွေကြောင့်အရင်လေ့လာသင့်တယ်ပေါ့နော်လေ့လာပြီးမှပဲသွားတယ်ဆိုရင်ကိုယ်နေနဲ့ပို့ပြတာ safety ပေါ့နော်လုံခြုံမှုကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲဒါမျိုးကြောင့်မသွားခင်မှာဆိုရင်မပြောသင့်တဲ့ကြောင်းရာတွေကိုကြိုးပြီးတော့လေ့လာကြပြဖို့အတွက်လိုအပ်တယ်ပေါ့နော်။နောက်ဆုံးတစ်ချက်ကကြတော့ social media platform တွေနဲ့ပဲသက်ဆိုင်နေပေါ့နော်။အ ယူနိုင်ငံဆိုရင်ပေါ့နော်အနောက်တိုင်းက social media platform တွေကိုသူကဘန်းထားတယ်ပေါ့နော်ပိတ်ပင်ထားပါတယ်အဲ့ဒီ social media platform တွေကဥပမာ Facebook YouTube Twitter Instagram ပေါ့နော်စသဖြင့်အဲ့လိုမျိုး platform တွေကိုပိတ်ပင်ထားပါတယ်ကြည့်လို့အဲ့ဒီ platform တွေကိုသုံးနေတယ်ဆိုရင်ကျွန်တော်တို့တွေက VPN တွေကိုခံပါတယ်ပေါ့လေယူနိုင်ငံမှာကျတော့အဲ့ဒီ platform တွေကိုသုံးနိုင်ဖို့အတွက်သူတို့နိုင်ငံတွင်းမှာအဲခွင့်ပြုထားတဲ့ VPN တွေရှိပေါ့နော်အဲ့ဒီ VPN တွေကလွယ်လွယ်ပေါ့နော်တခြား VPN တွေကိုသုံးနေဆိုရင်သူတို့တွေအနေနဲ့ပေါ့နော်ဖမ်းတာတွေထောင်ချတာတွေရှိပါတယ်ပေါ့နော် အဲ့ဒါမှကျွန်ခုနေနေ VPN နေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့နိုင်ငံကအသုံးနဲ့ VPN ကိုလေ့လာပြီးမှပဲဒါသုံးနေဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော် Number 1 Number 1ကကျွန်တော်တို့အများစုကထင်ရှားတဲ့နိုင်ငံပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့ US နိုင်ငံပဲဖြစ်တယ်ပေါ့နော် American နိုင်ငံပဲဖြစ်ပါတယ်အဲ့ဒီနိုင်ငံတွေမှာဆိုရင်ဒါပထမချက်ကကျွန်တော်တို့သူတို့နိုင်ငံတွေမှာဆိုရင်ပေါ့နော် Visa Overstay ဖြစ်တယ်ဆိုရင်10နှစ်ထီကို ဤဝင်ခွင့်ကိုပိတ်ပင်ထားနိုင်တယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကတော့အဲ့ဒါရန်ကုန်မှာ serious ဖြစ်တယ်ပေါ့နော်ဆယ်နှစ်ပိတ်တာမှာကျွန်တော်စဉ်းစားကြည့်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အသက်20မှာစပြီးပိတ်တယ်ဆိုရင်အသက်30လောက်မှာပဲပြန်ပြီးတော့ဤဝင်ခွင့်ကရမှာဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ဒါ visa overstay ပေါ့နော် visa တက်မှတ်ရက်ကိုကျော်လွန်ပြီးတော့နေတာမျိုးတွေလုံးဝလုံးဝမလုပ်ဖို့အတွက်လိုပဲပါတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့လေစိတ်မှာရှိတဲ့အရာရှိတွေကိုပေါ့နော်ဒါအစိုးရကနေလုံးဝကိုတော့အာဏာအနှစ်ထားတာဖြစ်ပါတယ်အဲ့ဒီအာဏာကဗာလဲဆိုတော့ ဝါရမ်းမရှိဘဲနဲ့လူတယောက်ကိုစစ်စစ်မမျက်နိုင်လဲဆိုပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးစစ်စစ်နေစင်မှာလဲခြေဆိုတဲ့သူကပေါ့နော်အကျန်းပတ်တာနံပါတ်ဖြစ်ဖြစ်ဒါမှမဟုတ်ပေါ့နော်ဗီဇာကိစ္စနံပါတ်ဖြစ်ဖြစ်ဟာတာတွေလောက်တာတွေရတာလုံးဝလုံးဝလုံးလို့မရပေါ့နော်ဒါကဘာလို့လဲဆိုတော့ serious တာတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့ဒါမှကြောင့်လေစိတ်မှရှိတဲ့အရာရှိတွေကအဲမိတာမြန်တာတွေစောက်ပြေပေါ့နော်လောက်တာတွေရှိတယ်ဆိုရင်ကိုယ်နေနဲ့ဒါပေါက်ကြရတယ်ဟာတာတွေသွားပြမလို့ဖွက်အတွက်လုံးဝလုံးဝလိုအပ်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဆန္ဒပြပွဲတွေနဲ့သက်ဆိုင်တယ်ပေါ့နော် traveler တွေနောက်ပြီးကျတော့ visa holder ပေါ့နော် visa ကန်ဆောင်ထားသူတွေဆိုရင်နိုင်ငံရေးဆန္ဒပြပွဲတွေတွေကိုဝင်ပြီးတော့ပါတယ်ဆိုရင်သူတို့နိုင်ငံတွေကနေပြင်ထုတ်ခွင့်ရမှာဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါကလည်းလုံးဝအကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ဆန္ဒပြပွဲတွေမှာဆိုရင်လုံးဝလုံးဝမပါဖို့အတွက်လိုတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကလည်းဒါလုံးဝကိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့အဲ့ဒါကကျတော့ပါလဲဆိုတော့ online ကနေအစိုးရကိုလုံးဝလုံးဝဝေဖန်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဝေဖန်တဲ့အခါမှာဆိုရင်ကိုပြောတတ်တဲ့အကြောင်းအရာက fake information ပေါ့နော်တင်းချက်လက်အမှားတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်အကြံဖတ်မှုကိုလွှမ်းဆော်တဲ့အရာတွေပဲဖြစ်တယ်ဆိုရင်ကိုယ်အနေနဲ့ဒါတန်းခရနိုင်တယ်ခံမသိထောင်ကျခံမှာပေါ့နော်အဲ့လိုမျိုးခြေနေတွေကိုရှိတဲ့အတွက်ကြောင့်ကိုယ်အနေနဲ့တင်းချက်လက်အမှားတွေအကြံဖတ်မှုကိုလွှမ်းဆော်တဲ့အရာမျိုးတွေကိုသူကကြံပြူတာတွေလုပ်တယ်ဆိုရင်တန်းခရမှာဖြစ်တဲ့အတွက်လုံးဝလုံးဝမလို့ပို့အတွက်ပေါ့နော်အရင်ကောင်မှအရေးကြီးပါတယ်ပေါ့နော်ဒီတော့ကျွန်တော်ရှေ့မှာဆိုရင်ပေါ့နော် Super Power အင်အားကြီးနိုင်ငံ၈နိုင်ငံမှာရှိတဲ့ critical loss နဲ့ rules တွေကြောင့်ကျွန်တော်အနေနဲ့ပြတ်ပြပြပြီးဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ DR တွေအားလုံးကိုကျွန်တော်ကပြန်ပြီးအချင်းချုပ်အနေနဲ့ပြီးရမယ်ဆိုရင်ကိုကနိုင်ငံတနိုင်ငံကိုခူးစားမဲ့လူတယောက်ဖြစ်တယ်ကိုကနိုင်ငံတနိုင်ငံမှာလောလောမှန်သူတယောက်ဖြစ်တယ်ဒါမှမဟုတ်ပေါ့နော်ကိုကနိုင်ငံတနိုင်ငံမှာရှေ့ပြောင်းနေထိုင်မှသူတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ကပြောမှန်ပေါ့နော်စီမံစည်းကမ်းတွေကိုလုံးဝလုံးဝလိုက်နိုင်ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်ချက်ပေါ့နော်နံပါတ်1တစ်ချက်ကကြတော့ဘာလဲဆိုတော့ ။ကိုကနိုင်ငံတကာနိုင်ငံတွင်းကိုရောက်သွားပြီဆိုရင်အဲ့ဒီနိုင်ငံရဲ့ကဘယ်နေရာကိုပဲသွားတော့ပေါ့နော်။ကိုရဲ့ ID ကတ်ကိုရဲ့ passport ကတ်ကိုအမြဲတမ်းပေါ့နော်ယူဆောင်သွားဖို့အတွက်လုံးဝလုံးဝမမေ့ပါနဲ့ပေါ့နော်။နံပါတ်2အချက်ကကျတော့ပါလဲဆိုတော့နိုင်ငံတကာနိုင်ငံတွင်းကိုကဝင်သွားပြီဆိုတာနဲ့အဲ့ဒီနိုင်ငံတွင်းမှာရှိတဲ့ကိုရဲ့အရှိမမြင်တွေ့နေရတဲ့နိုင်ငံရေးဆန္ဒပြပွဲတွေဒါမှမဟုတ်ပေါ့နော်နိုင်ငံရေးလှုပ်ရှားမှုတွေရှိတယ်ဆိုရင်အဲ့ဒီပွဲတွေကိုကိုယ်နေနဲ့လုံးဝလုံးဝသွားပြီးတော့မကြွိုင်းပါနဲ့ပေါ့နော် ဒါကလုံးဝကိုမအရန်ကိုရေးကြည့်တဲ့အချက်တည်းဖြစ်တယ်ပေါ့နော်။နံပါတ်3အချက်ကကြတော့ဘာလဲဆိုတော့နိုင်ငံတကာနိုင်ငံတွင်းကိုရောက်သွားပြီးဆိုတာနဲ့အဲ့ဒီနိုင်ငံတွင်းမှာရှိတဲ့အစိုးရစစ်တပ်အပြီးကြတော့ပေါ့နော်။ဘာသာရေးတွေနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဟာသားလုပ်တဲ့အရာမျိုးတွေအပြည့်တော့ post တင်တာမျိုးတွေလုံးဝလုံးဝမလုပ်ဖို့အတွက်ရည်လိုအပ်တယ်ပေါ့နော်။ number 4 number 4ကကြတော့ပါလဲဆိုတော့ local law ပေါ့နော် data တွင်မှာရှိတဲ့ ဥပဒေတွေစီမင်းစည်းကမ်းတွေကိုလုံးဝလုံးဝလိုက်နာပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဲ့ဒီစီမင်းစည်းကမ်းတွေဥပဒေတွေကပေါ့နော်သူကတောင်းလဲတာရန်ကုန်မှာမြန်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။တမ်းမှုကြောင့်လုံးဝလုံးဝကို local law တွေပေါ့နော်။ဒေသတွင်း laws တွေစီမင်းစည်းကမ်းတွေကိုလိုက်နာပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်။နောက်ဆုံးတစ်ချက်ကကြတော့ဘာလဲဆိုတော့နိုင်ငံတကာနိုင်ငံချင်းစီမှာဆိုရင်ပေါ့နော်သူတို့နိုင်ငံရဲ့လွတ်လပ်ခွင့်ကိုပေးတဲ့ပုံစံတွေမတူတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် နိုင်ငံတနိုင်ငံနဲ့တနိုင်ငံမှာဆိုရင်လွတ်လပ်မှုอ่ะဆိုရင် ပုံစံမျိုးမျိုးနဲ့ရှိတယ်ဆိုတော့အမြဲတမ်းအမြဲတမ်းတတိထားပြရမှာဖြစ်တယ်ပေါ့နော်အမြဲတမ်းအမြဲတမ်းဟိုနောက်ထဲမှာသတ်မိရမှာဖြစ်တယ်ပေါ့နော်လွတ်လပ်မျိုးနဲ့ဆိုတော့အမေရိကန်နိုင်ငံမှာရှိတဲ့လွတ်လပ်မှုမျိုးနဲ့ရုရှားနိုင်ငံမှာရှိတဲ့လွတ်လပ်မှုကိုသွားပြီးရှင်လို့မြတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲဒါမျိုးကြောင့်ကိုကတခြားနိုင်ငံကိုရောက်တယ်ဆိုတာနဲ့ပေါ့နော်ကိုကလွတ်လပ်မှုဟာဆိုရင်ပုံစံမျိုးမျိုးရှိတယ်ဆိုတော့သိထားရမှာဖြစ်တယ်ပေါ့နော်အဲဒီတော့ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ပြောချင်တဲ့အဓိကကြောင့်ရင်းကကြတော့ပါလဲဆိုတော့ကိုကနိုင်ငံတကာနိုင်ငံကိုသွားမယ်ဆိုရင်ပေါ့နော် အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အကြောင်းအရာတွေနဲ့ကိုကျွန်တော်ပြောတဲ့ဒီအချက်၅ချက်နဲ့တိုက်ပြီးတော့စစ်ဆေးကြည့်ပါပေါ့နော်စစ်ဆေးပြီးမှဒါအဆင်ပြေတယ်ကိုကသွားလို့ရင်လည်းအဲ့ဒီစီမင်းစည်းကမ်းတွေဥပဒေတွေကိုလိုက်နာနိုင်တယ်ဆိုမှသွားတာကပို့ပြီးတော့တင်တော်တယ်ပေါ့နော်ဒါမှမဟုတ်ဆိုရင်ကိုရဲ့ visa money safety freedom ဒီလေးခုကိုလာပြီးတော့တိကျနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့ဒါမို့ကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာဆိုရင် အဲကိုယ်နဲ့ကတည်းကနိုင်ငံသွားမှဆင်းလုံးဝလုံးဝတတိထားဖို့အတွက်ကျွန်တော်အနေနဲ့အကြံပြုချင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကြိုက်တယ်သဘောကျတယ်ဆိုရင် like subscribe follow လုပ်ပေးခဲ့ဖို့အတွက်ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ see you in the next video